great t r a i l ကစရမ်းကြည့်ရတယ်တကြီးကြီးမှလည်းအဲ့လိုပဲကြည့်ရတာလားဗျာတဲ့စားကမှန်းရတာကြိုက်တယ်ကျွန်တော်ကဘယ်ဟာကိုရွေးရမလဲတဲ့ဆိုတော့လေကြီးကြီးမှကလေကျွန်တော်ဒီ great trail လို့မျိုးလုံးဝကြည့်စရာမလိုဘောเนาะဆိုတော့ အကယ်ကိုအနေနဲ့ကွာစာကြက်တာဝါသနာမပါဘူးဒီလိုမျိုးစာတွေပဲမှတ်ပြီးတော့ဖြည့်ရှင်နေဆိုရှင်တော့ G ဒီကတော့ပို့ပြီးတော့အဆင်ပြေတယ်အာကျွန်တော် G ရဲ့မေကိုပို့စံတွေကြောင့်အနေငယ်ကြောင့်ရှင်းပြပြပြတော့เนาะကျွန်တော် G ဒီမှာကဘလို့ဖြည့်ရလဲဆိုတော့ကျွန်တော်မင်းဝန်အများစုကအပေါ်မှာကျွန်တော်စာပိုက်ပေးတယ်ဗျာအဲ့ဒီစာပိုက်ကိုကိုကဖတ်ပြီးတော့အောက်မှာကသူက multiple choice ရှိတယ်ပေါ့ကျွန်တော် multiple choice ၄ခုယူရတယ်ဗျာသူတို့ကျင်နာကကျွန်တော်အပေါ်ကစာပိုက်ကိုဖတ်ဖတ်ပြီးလို့ရှိရင်အဲ့ဒီစာပိုက်တွေကအကြောင်းကိုပဲအောက်က multiple choice မှာကျွန်တော်ဖြည့်ရဖြည့်ရအတွက်ကိုအနေနဲ့အပြင်ကဟာကြီးထပ်ပြီးတော့ဒီမှာကြက်စရာမှတ်လာစရာမလိုဘူးဗျာဒါပေမဲ့ ကိုကအခြေခံတော့တီးပြီးလို့တယ်ဗျာကဲဥမာဆိုလို့ရှိကြောင်းဒီ science တို့ social တို့မှာဆိုလို့ရှိရင်အပေါ်မှာကြောင်းဒီ science ဆိုလို့ရှိရင်ဒီအပင်ကြောင်းဒါမှမဟုတ်တိရိစ္ဆာန်အကြောင်းတိရိစ္ဆာန်ကောင်အကြောင်းလို့ပေါ့နော်အဲ့လိုရေးထားပြီးမယ်အဲ့ဒါကိုကိုကအောက်မှာသူကမေးဝန်းမေးထားပြီးမယ်ဗျာအဲ့ဒီတိရိစ္ဆာန်နဲ့ပတ်သက်ပြီးတော့ဘာရေးထားတာလဲဒီတိရိစ္ဆာန်ကိုဘာကြောင်းအဲ့လိုမျိုးခေါ်ရလဲဒီတိရိစ္ဆာန်ကလွန်ခဲ့တဲ့အနှစ်ပေါင်းတောင်းချီကတော့ဘာကြောင်းအဲ့လိုမျိုးသုံးပြောက်ကွယ်သွားရတာလဲအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒီအဖြေကလည်းကျွန်တော်ဒီအပေါ်ကပေးထားတဲ့စာပဲပါပဲကျွန်တော် ပါတာဖြစ်အတွက်ကိုယ်နေအဓိကစာပိုက်ကိုနားလျောင်ဖတ်ပြီးတော့ဖြေရမှာဖြစ်အတွက်အဓိကတော့ကျွန်တော်စာစာကျက်စရာမလိုဘူးအဓိကကိုယ့်ရဲ့ reading skill နဲ့ကိုယ့်ရဲ့စဉ်းစားဉာဏ်ပေါ့နော်ကိုဘယ်လောက်ထိစာကိုဖတ်ပြီးတော့တွေးတော့နိုင်လဲအဲ့ဒီပေါ်အခြေခံဖြစ်အတွက်အဓိကတော့ကျွန်တော်ကဟိုပြောမဲ့ဟိုစာဖတ်ပြီးတော့ဖြေရမှာဖြစ်တယ်ပေါ့နော်တို့ကျန်တဲ့ဒီသင်ချာလို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးလေးတင်ပုံသင်ကြီးမှတ်စရာမလိုဘူးဗျာကျောင်းဒီအရန်ခတ်တဲ့ formula ကြီးဘာလို့ဆိုလို့ရှိသူက formula ရှိတော့မှကျွန်တော်ပေးရပေးပေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်မြန်မာပြန်မှာဆိုလို့ရှိရင်ဒီ grade 12လို့ဘာလို့ဆိုလို့ရှိရင်ဗျာအ formula အဲ့လိုကျရတယ်ဒီ ီကျောင်းဒီ probability တို့တခြားမှာတော့ဒီ formula ပေါင်းစုံပုံသဏ္ဍာန်ပေါင်း အများစွာကိုအလွတ်ကျက်ပြီးကျွန်တော်တို့တွတ်ရတယ်ကွာအဆောင်ဖြေရတယ်ဒါပေမဲ့ဂျီဒီမှာကျတော့ကျွန်တော်အခြေခံပုံစံဒီလောက်ပဲကျွန်တော်သိရယူပြီးတော့ကျန်တဲ့ဒီ formula တွေပုံစံဒီကအရင်ခတ်မဲ့ထင်တဲ့ formula တွေကသူက formula ရှိပေါ့နော်ဆောင်းမှာပေးထားတယ်အလွတ်ကျက်စရာမလိုဆိုတော့ကျွန်တော်သင်ချာတော်မှာအလွတ်ကျက်စရာမလိုဆိုတော့ကျန်တဲ့ဘာတွေဆိုလို့ရှိတာ AC ပဲဖြေရတယ်ပေါ့နော်ဆိုတော့ကို့အနေနဲ့အခြေခံလောက်သိလို့ရှိရင်ဂျီဒီကအဆင်ဖြေရအဆင်ပြေပြအဓိကကွာအင်္ဂလိပ်စာကိုအကောင်းမို့ဖတ်နိုင်တယ်ခုနပြောလို့ပေါ့နော်စာဖတ်ပြီလို့ရှိရင်အဲ့စာပိုက်တွေမှာပါတဲ့အကြောင်းအရာနဲ့ အောက်ကပေးထားတဲ့မင်းကူးနဲ့ဘယ်လိုမျိုးဆက်ဆက်ပြီးတွေးကြောနိုင်လဲအဓိကကိုဖြည့်တဲ့အဖြေကလည်းစားပိုက်တဲ့မှာဘယ်လိုမျိုးရှာပူပြီးတော့ဖြည့်ရမလဲအဓိကအဲ့နှစ်ချက်ကိုအဓိကကောက်ကောင်းမှုအလင်းလာလာလို့ရှိရင် GD ကတော့လုံးဝအဆင်ပြေပြာဆိုတော့အကိုအနေနဲ့အကြံပေးတော့ GD ဖြည့်ပါ GD ပြီးထားလို့ရှိရင်ဒါကိုအနေနဲ့ကိုက YouTube ဆိုင်အများကြီးရှိတယ်ပြာဒီပဲကြောင်းတက်မလဲထိုင်းနိုင်ငံမှာတက်မလားအမေရိကန်တက်မလားအများကြီးတက်လို့ရတယ်ပေါ့နော်အဲခုနကဒီ Great 12ဟိုဖြည့်ထားမယ်ပြီးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကြောင်းကတော့တက်လို့ရတယ်ပြာဒါပေမဲ့ option နေတယ်ညီမညီမတော့ကျွန်တော်အစိုးရတက်လို့ရတယ်ကလိုနီပါတက်လို့ရတယ်ဆိုတော့နိုင်ငံခြား ားမှာလာပြီးတော့ခြေဆက်မှာဆိုလို့ရှိရင်တော့ option ကနည်းတယ်ဗျာအာတေချာစုံစမ်းရတယ် time မှာ great trail ကိုလက်ခံတဲ့အကြောင်းတွေရှိတော့များလဲပဲအဲဘယ်လိုမှတအားကြီးအလောက်ကြီးဦးစားပေးလက်ခံတာမျိုးတော့မရှိဘူးဆိုတော့နည်းတယ်နည်းတယ်ဗျာတခြားနိုင်ငံတွေဆိုလို့ရှိကြတော့ဟိုပို့တော့ဆိုတော့ဘောနတအားကြီးလည်းမခံကြအောင်ရှိတော့ရှိတယ်ဗျာဒါပေမဲ့တအားနဲ့ဆိုတော့ GD ကကျွန်တော်နိုင်ငံတကာမှာလက်ခံတဲ့ University များတာဖြစ်ရအတွက်ဆိုတော့ GD ဖြစ်ရမယ်ဆိုလို့ရှင်ကိုယ့်အတွက်လည်းပို့ပြီးတော့အဆင်ပြေတယ်ခုနပြောလို့ဘောနစာမကျရတာဖြစ်ရအတွက်ပို့ပြီးတော့တတ်တာလေဗျာအဲ့ချက်ရှိတယ်